ပြန်လှုပ်ပေးတာကိုယေရှုတင်တယ်လို့တချို့တလေပြောနေကြမယ်ကတော့ပါလီးမှယေရှုမတင်နိုင်ဘူးတိလားစဖန်းနဲ့ရမတရားဖန်းွားတာအဲ့ဒီမတရားဖန်းွားပြီးလှုပ်ပေးတာကိုယေရှုတင်ရမယ်ဆိုရင်တော့မင်းတို့ဖင်လာခံလိုက်ကြပြီတော့အဲ့တော့ဒီဟာငါကကြီးကြီးအခုလှုပ်ပေးလိုက်တယ်အဲ့လှုပ်ပေးလိုက်တယ်အကုန်လုံးအချုပ်သွားတယ်ဗောနော်ဒီလိုတွေဖြစ်လာတယ် အဲ့ဒါကိုကျေးဇူးမတင်သေးဘူးလားလှုပ်ပေးတယ်ဆိုတာခင်ဗျအောက်ချီကလှုပ်ပေးလို့မရဘူးအခု9မိနစ်ဆိုလို့ဟာမျိုးလှုပ်ပေးတယ်ကျွန်တော်တော့တော်တော်များနေဗျာကြည့်ရုပ်ကိုကြည့်အဲအရန်ကျမကြီးကောင်းပါလေဘာပြောနိုင်လဲအဲတိုင်းပြီးတော့ဘာလုပ်ပေးနိုင်တော့ကြာတာကျွန်တော်လည်းပြောရတာနဲ့ဖမ်းမိထိတ်တာဗျဒါပဲလေအခုတော့ဘာထပ်ပြောနိုင်တော့မကြည့်တော့အများကြီးဖြစ်သွားတယ်ဗျာနော်ကျွန်တော်တို့အချုံကြအများကြီးဖြစ်တယ်ကျမကြီးရဲ့တံပိုးကဘာနဲ့မှတော့မလဲနိုင်ပါဘူးနော်အဲကျွန်တော်တို့၃နှစ်ကြာရတယ်နေသားတစ်နှစ်ပဲရသေးတယ်ကျွန်တော်လည်းနှစ်နှစ်လောက်နေရအောင်အဲကျွန်တော်ကျေးဇူးမတင်ရဘူးလားကုစီး ထားရအောင်ကျွန်တော်မတိုင်ဘူးဒါကိုစီပြောလာလို့ကျေးဇူးမတင်နိုင်ဘူးဒီအစိုးရကိုပြောလာလို့ကိုစီကိုကျွန်တော်ရှင်းတာကျေးဇူးတင်တယ်ဗျကျေးဇူးတင်တယ်လိုက်လို့ကျေးဇူးတင်ရမယ်ဗျဆော့ရနေပါလို့ထောင်ထဲမှာတစ်နှစ်ကျော်နေရအောင်ကဲကျွန်တော်ကျေးဇူးမတင်ရဘူးလားကိုစီခင်ဗျားတို့ကဟာလားအစိုးရနဲ့ပြည်သူကိုတွေးခွဲဖို့တမတော်နဲ့ပြည်သူတွေးခွဲဖို့ပြည်သူအချင်းချင်းတွေးခွဲဖို့ခင်ဗျားတို့နိုင်ငံသားမှနေတဲ့တွေ့ဒီနောက်ပဲခင်ဗျားတို့နားလေအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ကော်မရှင်ရဲ့လူငင်းခွင်းနဲ့ပြန်လွတ်လာတဲ့ငါးမင်းဆွေကဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုကျေးဇူးတင်ကြောင်းပြောလာသည့်အပေါ် ကိုစီနဲ့ငားမင်းဆွေတို့ထိတ်တိုက်တွေ့ကြပြီမို့အဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးတော့ခဲ့ကြပါအောင်ခင်ဗျာသူတင်သေးတယ်ကျွန်တော်ပြောပြမှာနိုင်ငံတော်ကြီးညိုတွက်စီမှုနော်မနှစ်မျိုးရှိတယ်ဗျာငားငါကကြီးထောင်သုံးနှစ်ထိချနိုင်သုံးနှစ်ပဲချနိုင်တယ်အများဆုံးအဲ့ဒီငားငါကကြီးနိုင်ငံတော်ကြီးညိုတွက်စီမှုနဲ့နောက်နိုင်ငံတော်ကြီးညိုပြက်စီမှု124ကကြီးဆိုရလဲနိုင်ငံတော်ကြီးညိုပြက်စီမှုပဲအဲ့ဒါကြတော့အနှစ်20ကြာနိုင်တယ်ဗျာ နော်အဲ့ဒါနှစ်မျိုးရှိတယ်နှစ်မျိုးရှိတယ်အဲ့ကျွန်တော်ကိုယ်တိုင်ဒီနှစ်မျိုးလုံးနဲ့အာဏာရီလက်ထက်က124ကကြီးနဲ့ကျွန်တော်ဖန်စီအရေးယူခံရတယ်အခုဟာလားနတ်ဆက်ကလက်ထက်မှာကျွန်တော်ကဟာလားငါးငါးနဲ့ဖန်စီအရေးယူခံအဲ့တော့ဒီပုံမှနှစ်မျိုးမှာငါးငါးကကြီးဒီထောင်နှံသုံးနှစ်ထိပဲကြာတယ်အဲ့တော့ငါးငါးကကြီးကအောက်ခြေရဲတပ်ဖွဲ့နော်အောက်ခြေဒီမျိုးနဲ့အပိုင်ရဲစခန်းတွေ နော်ရဲစခန်းတွေကစွဲတာဗျာရဲစခန်းတွေကစွဲတာစွဲပြီးတော့တရားမျိုးနဲ့တရားရုံးကိုစွဲပြီးတော့အပြစ်ချတာ124ကကြီးကြတော့သူ့ရဲ့ပြဋ္ဌာန်းချက်တည်းမှာဟောပါတယ်124ကကြီးနဲ့စွဲမဆိုရင်ဒုတိယကိုနိုင်ငံတော်အကြီးကဲကဟာလာခွေပြုမှဒါ124ကကြီးရဲ့ဥပဒေပြဋ္ဌာန်းချက်တည်းမှာပါတယ် နိုင်ငံတော်အကြီးအကဲကခွင့်ပြုမှဆွဲလို့ရတယ်။နော်အောက်ချရေတပ်ဖွဲ့ဆွဲလို့မရဘူး120ဒီကကြီးကို။နော်နိုင်ငံတော်ကြီးညိုတွက်စီမှု120ဒီကကြီးကိုကျွန်တော်ကျွန်တော်ဆွဲခံထိတော်ကနိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့လက်မှတ်နဲ့ငါမင်းစုကို120ဒီကကြီးနဲ့ဆွဲလိုက်ပါဆိုတော့အဲ့ဒီနိုင်ငံတော်သမ္မတဦးဝင်းမြင့်ကရဲ့လက်မှတ်နဲ့ဟာလားတက်ဆိုင်တက်ရည်လူ CID ရေတပ်ဖွဲ့တက်ရည်လူကဟာလား ခရိုင်တရားယုံကိုတင်ပြပြီးတော့เนาะအဲ့ဒီလက်မှတ်ပါမှာခရိုင်တရားယုံကဒီမှုကိုလက်ခံတယ်เนาะတရားနဆက်ဒီကကြီးရဲ့သဘောဟာခရိုင်သဘောပေါက်လာเนาะအဲ့တော့အခုကျွန်တော်တို့ကိုလှုပ်ပြလိုက်တာငါငါကကြီးကြီးအောက်ခြေမှာရဲတပ်ဖွဲ့ကဆွဲလာတာဘူဂျုံမှုကြီးမင်းအောင်လိုက်လက်မှတ်နဲ့ဆွဲလာတယ်ပေါ့ဘူး အောက်ချီကရဲတပ်ဖွဲ့ကဆွဲလာတာကျွန်တော်ကိုလည်းလှိုင်မျိုးနဲ့ရဲရဲစခန်းကဟာလားလှိုင်မျိုးလှိုင်ရဲစခန်းကကျွန်တော်ကိုဆွဲတာဘာမှနိုင်ငံတော်ကြီးကဲစီတင်ပြကြမလို့နော်အဲ့ဒီလိုပြအဲ့တော့နော်အောက်ချီမှာဘာတွေဖြစ်နေလဲဆိုရင်နော်ကျွန်တော်ဆွဲလိုက်တယ်ငါးငါးကကြီးကျွန်တော်ဖမ်းလိုက်တယ်အဲ့ငါးငါးကကြီးတို့အများကြီးဖမ်းတယ်ဗျာ နော်ဖမ်းတယ်ကျွန်တော်ဆိုရင်ဒါကျွန်တော်ကူတယ်နော်ကျွန်တော်ဆိုရင်ကျွန်တော်ငါငါကကြည့်နေလက်ဖမ်းတာနော်သူဖုံးမလို့မတော်ဘူးကျွန်တော်ကျွန်တော်အိမ်မှာလက်ဖမ်းတယ်ကြိုက်ထုတ်ပါတိုက်ထုတ်ရစတိုက်ထုတ်ရစကားမှကျွန်တော်ဖုံးမတော်ဘူးဒါပေမဲ့ကျွန်တော်ကျွန်တော်တုံးနေတဲ့ကျွန်တော်ဖေးဖို့တုံးနေတဲ့ဖုံးကိုကျွန်တော်ထည့်သွားတယ်ထည့်သွားသူတို့ကျွန်တော်အိမ်လာပြီးဖုံးပေးပါဦးမင်းစီပါညာဖုံးမှယူလာမပြောဘူးညာ အဲကျွန်တော်ဖုံးယူသွားတယ်ဘာဖြစ်ရှင်းစာစီရှင်းမှာပေါ့ဗျာသူတို့ဘာနဲ့ဆွဲတာမှလည်းမသိဘူးဒါပေမဲ့ဖုံးဖုံးတဲ့ဟာနဲ့ဆွဲမှာပေါ့ဗျာအဲကျွန်တော်ဖုံးယူသွားတယ်ဖုံးယူပြီးတော့ကြိုက်ချုပ်ရဲစခန်းမှုကျွန်တော်အလိုက်အလိုက်ကားပေါ်မှာပဲအလိုက်နောက်နေ့ကျတော့လှန်ရဲစခန်းကကြိုက်ချုပ်ကြီးလာပြီးဆင်းခေါ်နော်စင်ခေါ်ပြီးတော့လှန်ရဲစခန်းရောက်တော့ကျွန်တော်ကိုအမှုစစ်တာပါဗျာအမှုစစ်တော့သူတို့ဆွဲထားတဲ့ဟာကြီးကြိလိုက်တော့ ကျွန်တော်ငါးမိနစ်လေးအကောက်ကကျွန်တော်ရေးတဲ့အကောက်ကဟာဒီမဟုတ်ဘူးဗျာသူတို့ဆိုရတဲ့အချက်ဆက်လေးချက်စလုံးဟာငါးမိနစ်ဆိုအကောက်တူကရေးရတာငါးမိနစ်ဆိုအကောက်တူရှိတယ်အကောက်တူတွေအများကြီးရှိတယ်အဲ့ဒီအကောက်တူတွေအများကြီးတဲမှာအဲ့ဒီအကောက်တူတစ်ခုက follow ဒီ friend တော်များတယ်ဗျသူလည်း friend 3-4000 4000ကျော်လောက်ရှိမှတန်းအဲ့ဒီ तू ကလည်းအေးတတ်သားတတ်တယ်ဗျာเนาะ तू ကနည်းနည်းညီးတတ်သားတတ်တယ်ဆိုတော့အဲ့ဒီအကောက်တုကငါမင်းဆိုအကောက်တုကဟာရီဗျာเนาะဘုကြုံမူကြီးမျိုးအောင်လိုက်ဖောင်းထုတ်ထားတာကြီးပေါ့ဗျာကြမ်းကြမ်းတန်းတန်းညီးကြတာလေအဲ့ဒီအချက်ဆက်လေးချက်လုံးကျွန်တော်မညီးတာဘူးဗျာအဲ့တော့ကျွန်တော်ကလှန်ရဲစကားမှာကျွန်တော်ညီးတာမဟုတ်ဘူးဒီမှာကြည့်ကျွန်တော်ဖုံတော့မှလည်းမရှိဘူးเนาะကျွန်တော်ခင်ဗျားတို့စကင်ရှော့ရိုက်ပြီးတော့အဲ့ဒီကအကောက်ကဟာစကင်ရှော့ရိုက်ထားတဲ့ဟာလေး အဲ့ဒီအကောင့်ရဲ့နံပါတ်တွေနဲ့ကျွန်တော်အခုငါမင်းဆွေကျွန်တော်သုံးနေတဲ့အကောင့်နံပါတ်ကမတူဘူး။နံပါတ်ချင်းလည်းမတူကျွန်တော်ဖုန်းထဲမှာလည်းမရှိဘူး။ Facebook နံပါတ်ချင်းလည်းမတူအကောင့်နံပါတ်ချင်းလည်းမတူဘူး။ကျွန်တော်ဖုန်းမှာပေးလိုက်တယ်။အဲ့ဒါသူတို့ပြောဒါ CID ပို့မယ်ကျွန်တော်ဖုန်း။ CID ကပဲစစ်ဆေးမှာပေါ့ဗျာ။အဲ့ CID ပို့ကျွန်တော်တော့ချုပ်ထားတာပေါ့ insight ထားအောင်ကျွန်တော်အချုပ် insight အဲ့တော့ CID ကပြန်ကြလာတော့လေသူတို့စွဲတဲ့အချက်ဆက်လေးချက်စလုံးကကျွန်တော် ငါမစ်ဆွေကျွန်တော်ဖုံးတဲ့အကောက်မှာမရှိဘူးအဲကျွန်တော်ဖုံးတဲ့အကောက်မှာဘာတွေရှိလဲဆိုကျွန်တော်ပြောထားတာတွေရှိတာပေါ့ဗျာကျွန်တော်ပြောထားတာရေးထားတာတွေနော်ရှိတာပေါ့ဒါပေမဲ့သူတို့ဆိုရတဲ့အချက်ဆက်လေးချက်ဆိုတော့ကျွန်တော်ကမရှိဘူးအဲ့တော့ကျွန်တော်ဖုံးထဲမှာတွေ့တဲ့ဟာတွေနဲ့လည်းသူတို့ထပ်ပြီးတော့အမှုတစ်ခုထပ်မဖွေတော့ဘူးကျွန်တော်ဖုံးထဲမှာတွေ့တဲ့ဟာတွေကိုသူတို့တက်တေကံအနေနဲ့ပဲတင်လိုက်လာမှမဖြစ်ဘူးတရားရုံးအဲ့တော့မှားယွင်းပြီးတော့နော်ကျွန်တော်ပြောတာမှားယွင်းတော့တယ်ကျွန်တော်မှုပါ အဲအဲ့တော့ကျွန်တော်ဘက်ကစစ်နေရဟာလာကျွန်တော်အမှုရင်ဆိုင်တော့သူတို့တရရလူတွေစစ်ပြီးတော့နော်တေခံတတ်သိစစ်တော့ကျွန်တော်ရှိနေရနော်ဒါဟာလာငါမင်းစုအကောက်အစစ်ပါပါညာဥဒ္ဒါခင်ဗျားတို့ကအတုပါတော့ကျွန်တော်တို့တက်တည်တင်ရတော့ဗျာကျွန်တော်အောက်အစ်စ်ကိုဟိုရိုက်ပြီးတော့တက်တည်တင်တက်တည်တက်တည်ဆိုတာတင်ရတယ်တရားသူကြီးဆိုတာဒီတက်တည် ဒီတွေ့မှသူကဆုံးဖြတ်လို့ရအဲ့တော့တရားသူကြီးကျွန်တော်ဆင်းနေတာတက်တည်တင်တယ်ဒီအကောက် ်ဝက်လက်နှင့်ရွှေဘူမြို့နယ်တို့တွင်စစ်တပ်တပ်ဆွဲထားသောနေရာနှင့်စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား34ဦးသေဆုံးပြီးလက်နက်မျိုးစုံ7လက်30ရရှိစကိုင်းတိုင်းဝက်လက်မြို့နယ်နှင့်ရွှေဘူမြို့နယ်တို့တွင်အကြမ်းဖက်စစ်တပ်တပ်ဆွဲထားသောနေရာနှင့်စစ်ကူစစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သား34ဦးသေဆုံးပြီးလက်နက်မျိုးစုံ7လက်30ရရှိခဲ့ကြောင်းရွှေဘူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာမတာဝန်ရှိသူတအူးကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် နိုဝင်ဘာလ28ရက်နေ့နနက်6:00နာရီခန့်တွင်ဝက်လက်မြို့နယ်ဆိုင်တိုင်လေးရွာအတွင်း၌တက်ဆွဲထားသောအကြမ်းဖက်စစ်သားအင်အားတရခန့်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ၄ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာကိုရွှေဘူခလာရ40နှစ်တက်မှဟောင်းဝိဇာလက်နက်ကြီးများဖြင့်16ကြိမ်ပစ်ကူးပေးတိုက်ခိုက်ခဲ့ပြီးမုံရွာနမခမှလည်းဒီရခပ်တို့3စီးဖြင့်၄ချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည် ထိုတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ပကဖားတိုက်ခိုက်ရေးအဖွဲ့ PDU ရွှေဘုံမြို့နယ်တိုက်နယ်၅ဂလုံကြီးပကဖားအဖွဲ့တိုက်နယ်နှင့်ပကဖားအဖွဲ့တို့နှင့်ပူးပေါင်း၍မဟာမိတ်ညီနောင်တပ်ရင်းများဖြစ်ကြသောရွှေဘုံခရိုင်တပ်ရင်းနှင့် ဝက်လက်မြို့နယ်နေမြေခံတိတ်တိရှင်တိုက်နယ်ပကပ်ပတ်တများအဖွဲ့နှင့်နေမြေခံပကပ်ဖအဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရသည်အဆိုပါတိုက်ပွဲဖြစ်ပွားရာနေရာကိုအင်အားဖြင့်တင်းရန်ရင်းနှင့်မွန်းလွဲ၃နာရီခန့်တွင်ရွှေဘူမြို့တောင်ဖက်မုတ်ပေါက်မှထွက်လာသောအကြမ်းဖက်စစ်တပ်၏တပ်မ33လက်အောက်ခံခမရ71ခလာရ42နှင့်ပြူစောတိများပူးပေါင်းထားသောအင်အား80ခန့်ပါစစ်ကြောင်းသည် ရွှေဘိုမန္တလေးလမ်းမကြီးအတိုင်းစစ်ကြောင်းထိုးလာစဉ်ညနေ9နာရီခန့်ထိတော်လန်ရေးတပ်ဖွဲ့များဖြတ်တောက်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ၃၀ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကာရွှေဘိုမြို့တောင်ဘက်မုတ်ပေါက်ဒုစစစ်ကဒီအကောင့်နံပါတ်တွေပါနေခင်ဗျားတို့ဆွေးရတဲ့အကောင့်နံပါတ်နဲ့မတူဘူးဆိုတာကျွန်တော်အကောင့်စစ်ကအကောင့်နံပါတ်တွေပါကျွန်တော်အကောင့်စစ်ကဟာတွေကိုဟိုအပြစ်မှာရှာပြီးတော့ဟိုဟာဖေးဖို့တူမှာရှာပြီးတော့အဲ့ဒါကိုတတ်သိတင်တာလဲ ော့ကျွန်တော်ဖုံလဲသူတို့လက်ထက်မှာနော်ကျွန်တော်ဖုံလဲသူတို့ရဲလက်ထက်မှာတရားရုံးလက်ထက်မှာအဲ့ဒီတက်တဲ့တွေကိုအတင်းမခံဘူးဗျာတရားသူကြီးကအဲ့ဒီတက်တဲ့ကိုတရားသူကြီးကပယ်ချရတယ်ဗျာတက်တဲ့ကိုအသွင်းမခံတာအဲ့တော့ကျွန်တော်ကြပြီဗျာတက်တဲ့ကိုအသွင်းမခံဘူးအဲ့ဒီအဲ့ဒီရှင်းအဲ့ဒီအကောက်တုကကြီးကလည်းဖြစ်နေတော့ ူကကျွန်တော်အင်းစိမ်မှာကျွန်တော်ထောင်နဲ့ထည့်ထားတယ်ကျွန်တော်ဖြစ်တဲ့ချိန်မှာအကောက်တူကြီးကလည်းဆက်ရေးနေတယ်ဗျာဒီနေ့ထိရေးနေတော့မယ်ကျွန်တော်ထောင်ကြွားလာအကောက်တူကြီးကရေးနေတယ်ကျွန်တော်အချုပ်ခံရတဲ့ချိန်မှာလည်းအကောက်တူကြီးကသူ့ငါးမင်းဆွေအကောက်မှာရေးနေတော့မယ်ဗျာအဲ့တော့ဒါကြီးကတိတာကြီးကြီးခင်ဗျထောင်ထဲမှာခင်ဗျဖုံးကင်လို့ရတာမဟုတ်ပဲဗျာဘယ်သူမှဖုံးကင်လို့ရတာမဟုတ်ပဲအချုပ်ထဲမှာထောင်ထဲမှာတရားခံတယောက်ဖြစ်သွားပြီဘယ်သူမှဖုံးကင်လို့မရဘူး အဲ့တော့အဲ့ဒီကောက်တုကြီးကရေးနေတုံးဗျာသူတို့လည်းသိမှာပဲဗျာရဲတွေလည်းသိတယ်တရားသူကြီးလည်းအဲ့ဒီကောက်တုထွက်ဝင်ကြည့်ယူလာဗျာသူတို့သူတို့သူတို့စကင်ဆော့ရိုက်ပြီးဆွေးရတာဟာကျွန်တော်မှမဟုတ်ပဲအဲ့ဒီကောက်တုကြီးကရေးတာအဲ့တော့ကျွန်တော်ထောင်ချလိုက်နော်၃နှစ်ချလိုက်ဒါကိုဘုโจမူကြီးမင်းအွန်လိုင်းနေနေတော့ဆိုတာဘယ်လိုလုပ်သိနိုင်မလဲဗျာ အောက်ခြေမှာရဲတွေရဲ့မှားယွင်းမှုတရားသူကြီးတွေရဲ့မှားယွင်းမှုတွေကိုဘုရုံမှုကြီးမြောက်လဲဘယ်လိုလုံးသိနိုင်မလဲတပြည်လုံးတိုင်းတန်နဲ့ဖြစ်နေကြတာလေဟုတ်လားနိုင်ငံတော်ကြီးကဲဆိုတာသူ့မှာဘုရုံမှုမြောက်လဲသူ့မှာနိုင်ငံတော်နိုင်ငံတော်ဝင်အများကြီးပြနော်သူကတချုပ်တော်ဝင်လဲထမ်းဆောင်ရတယ်တမရတော်ဝင်လဲထမ်းဆောင်ရတယ်ဟုတ်လားတိုင်းပြည်ကလည်းပုံမှန်ခြေနေမဟုတ်ဘူးအရေးပေါ်ခြေနေနော်ဟိုမှာစစ်ဖြစ်ဒီမှာစစ်ဖြစ်ဟိုမှာနေမြေလေးဆုံးရှုံးဒီမှာ ဒီမှာနေမြေဆုံးဆုံးဖြစ်နေတဲ့ချိန်တကမန္တလေးငလင်ကြီးရတဲ့ထလှုပ်အဲ့တော့ခရဘိုးရောမူမြောင်းလာတယ်ဒါတွေမသိနိုင်ဘူးရအောက်ချိန်မှာဖြစ်နေတာဒီငါးငါးနဲ့ပတ်သက်တာအောက်ချိန်ရဲစခန်းနေမှာဒီလိုမတရားတွေမဟုတ်မမှန်တာတွေဖြစ်နေတကကျွန်တော်နဲ့ဒူလှိုင်မျိုးနယ်မှာအမှုရင်ဆိုင်လာတဲ့ငါးငါးအမျိုးသီးမင်းကလေးတယောက်ဆိုရင်သူချစ်တဲ့လူကို तू ချစ်တဲ့ဟာလားပုံကတရားရဲ့ဓာတ်ပုံတင်လိုက်တယ်ဓာတ်ပုံကိုသူ့အကောင့်မှာတဲအဲ့ဒါလည်း900 900နဲ့ဆိုရတယ်ဗျာ900 900ဆိုထောင်သုံးနှစ်ချရတယ်အဲ့ဒီမျိုးသမီးဘူးလေဓာတ်ပုံလေးတပုံတင်လိုက်တာအဲ့တော့ပန်းလေးတပွဲပန်လိုက်ရင်လည်း900 900နှစ်တဲ့ဟာအဲ့ကျွန်တော်ဟာကြတော့ဘုရုံမူကြီးမြောင်းလံကိုရေးလာတာမှန်တော်လဲကျွန်တော်ရေးတာမဟုတ်ဘူးဗျာ ။နော်ကျွန်တော်အောက်မှာတော့ရှိတယ် CND ကပြန်ကြလာတယ်ကျွန်တော်အောက်မှာတော့ကျွန်တော်ပြောရတဲ့ဓာတ်ကြီးအများကြီးရှိတယ်။နော်ညှိချင်တယ်ညှိမှာပေါ့ဗျာဓာတ်တွေကိုဓာတ်တွေနဲ့မစွဲပဲနဲ့ဟိုအောက်တုကဟာကြီးလဲသူတို့ဆိုတော့သူတို့မှားနေပြီမှားနေပြီသူတို့အဲ့ဒါကိုလည်းပြန်ဖြတ်လို့မရတော့ဘူး။နော်အမကျွန်တော်အကောက်စက်ကဟာဆွဲရင်ကျွန်တော်ဘာမှပြောစရာမရှိဘူး။နော်ညှိရှင်နဲ့ညှိမှာပေါ့ဗျာ။အကောက်တူကဟာကြီးနဲ့ဆွဲရပြီးတော့သူတို့အမကျွန်တော်ထောင်ချလို့မရဘူးလား။ဒါပေမဲ့ချက် ချတယ်တော်ဘုရားမူကြီးမြောင်းလဲနဲ့တော့နိုင်ငံတော်ဆိုတာဘယ်လိုလုပ်သိနိုင်မလဲသူတို့မှတာဝန်တွေအများကြီးအောက်ချင်ရဲစခန်းနေမှာ905ကကြီးနဲ့ပတ်သက်ပြီးတော့ဟုတ်လားမမမကနိုင်ငံသားတွေကိုဒီလိုဖြစ်နေတာကိုနိုင်ငံတော်ဆိုတာမသိနိုင်အများကြီးတူးချင်းနေလည်းမသိနိုင်သို့တော်သူတို့နောက်ပိုင်းကြည့်ပြရတယ်သူတို့ကြားကျင်တယ်ကြားမှာပေါ့เนาะအများလာတဲ့ခါကျတော့သူတို့မှထောက်လိုက်ဖွဲ့စည်းပါညာရှိတယ် အဲ့တော့ဒီငါငါကကြီးတွေကိုအခုလွတ်ပေးလိုက်တယ်အဲ့လွတ်ပေးလိုက်တယ်အကုန်လုံးအချုပ်သွားတယ်ဟုတ်ပေါ့နော်ဒီလိုတွေဖြစ်လာအဲ့တော့ဒါကိုကျေးဇူးမတင်သေးဘူးလားလွတ်ပေးတယ်ဆိုတာခင်ဗျအောက်ချီကလွတ်ပေးလို့မရဘူးဒီအကျဉ်းသားတရားကိုလွတ်ပေးတယ်ဆိုတာနိုင်ငံတော်ဟာလားတမဒယာယီတမဒဟာလားနိုင်ငံတော်အစိုးရအဖွဲ့ကသာလွတ်ပေးလို့လူငယ်ချမ်းသာကိုပေးလို့ရတာ အဲ့တော့ဒီလိုငါကကကြီးဒီမှာဟုတ်လားကျွန်တော်လိုမဟုတ်မမှန်မနဲ့ထောင်ချရတာအဲ့တော့ကျွန်တော်ဆိုသုံးနှစ်ကြာရတယ်နေသားတစ်နှစ်ပဲရသေးတယ်ကျွန်တော်နှစ်နှစ်လောက်နေရအောင်ပါအဲ့ကျွန်တော်ကျေးဇူးမတင်ရဘူးလားကုစည်းကျန်တဲ့ငါးငါးတွေလည်းဒီတိုင်းပဲဘာမဟုတ်တာလေးနဲ့သူကြီးညိုလေးသားတဲ့လူရဲ့ပုံကိုပုံလေးတဲ့ပုံသူ့ဖိဖို့ကောက်မှသူတင်လိုက်တာနဲ့အဲ့ဒါ900 900တဲ့ ဲအဲ့ဒီကောင်မလေးဟာလာကျွန်တော်နဲ့လှိုင်မှာတူတူနော်လှိုင်မျိုးနဲ့တရားရုံးမှာသုံးနှစ်ချလိုက်တယ်ကဲသူလည်းတစ်နှစ်လောက်ပဲနေရသေးတယ်အဲ့တော့ကျေးဇူးမတင်ရဘူးလားလှုပ်ပေးတယ်ဟာလာနန်တော်ကြီးကဘုရုံမီမြောင်းလဲအောက်ချီမှာကအဲ့လိုတွေဖြစ်နေတာအဲ့ပန်းလေးတွေပိုင်းနေသုံးနှစ်တဲ့ဟာ ကျွန်တော်ဆိုရင်လုံးဝကျွန်တော်ရေးတာမဟုတ်ပဲနဲ့ဆက်တည်းကျွန်တော်ချရရလားရှင်းရတယ်အဲ့ဒီရဲတွေအခုတည်းနဲ့ရှင်းရတယ်အဲ့ဒီတရားသူကြီးအခုတည်းနဲ့ရှင်းရတယ်နော်ဒါပေမဲ့ကျွန်တော်မတိုင်တော့ဘူးညာဒီသူတွေကိုဟောဝန်ထမ်းဆိုတာပြုတ်သွားပြီးရသူတို့ယာသူတွေရှာလို့မရတော့သူတို့သားသမီးဒုက္ခရောက်မှာကျွန်တော်မတိုင်ဘူးဒါကိုစီပြောလာလို့ဂျေစုမတင်တိုက်ဘူးဒီအစိုးရကိုပြောလာလို့ကိုစီကိုကျွန်တော်ရှင်းတာဂျေစုတင်တယ်ဗျဂျေစုတင်တတ်တဲ့သူဂျေစုတင်ရမယ်ဗျနော် ခင်ဗျားတို့ကအစိုးရနဲ့ပြည်သူကိုတွေးခွဲဖို့တော့ပဲဟုတ်လားတမတော်နဲ့ပြည်သူကိုတွေးခွဲလို့ကခင်ဗျားတို့နားလည်နေကျွန်တော်ဖားရပြီးပြောနေတာမဟုတ်ဘူးဖားရပြီးမပြောလို့လည်းကျွန်တော်ဟုတ်လားအန္တရီစိုးလက်ထက်တော်လည်းကျွန်တော်ထောင်ချတယ်နတ်ဆက်ကအစိုးရလက်ထက်တော်လည်းကျွန်တော်ထောင်ချခဲ့ရတယ်ကျွန်တော်ဖားရပြီးဘာမှပြောစရာကြောင်းမရှိဘူးเนาะကျွန်တော်ရွေးကောက်ပွဲဝင်မဲ့လူလည်းမဟုတ်ဘူးဘယ်ပါတီဝင်မှလည်းမဟုတ်ဘူးအစိုးရနဲ့ပေါင်ပြီးပါမစ်လုတ်စားနေတဲ့လူလည်းမဟုတ်ဘူးကျွန်တော်ကျွန်တော်လယ်လေးလုတ်စားလေးလုတ်ဟုတ်လား မိဘခြံဝါပေးတယ်ခြံလေးပါတယ်ကျွန်တော်စားနေတာဗျာနော်ခင်ဗျာကျွန်တော်ဖားရပြီဘာမှပြောစရာမလိုဖားရပြီဂျေစုတင်တယ်လို့ကျွန်တော်ပြောမှလည်းမဟုတ်ဘူးဂျေစုတင်တိုက်လို့ဂျေစုတင်တယ်ဗျာဘုရားမူကြီးမြောက်လာဒီငါငါတွေလှုပ်ပေးတဲ့ကိစ္စဒါကိုခင်ဗျားတို့ကဟာဂျေစုမတင်တိုက်ဘူးမတရားဖားနာတယ် ဘာကြောင့်ဟုတ်တယ်မတရားဖမ်းတာလားဘယ်သူကဖမ်းတာလဲကျွန်တော်မတရားထောင်ချတာဘယ်သူထောင်ချတာလဲဘုရားမူကြီးမြောက်လားထောင်ချတာမဟုတ်ဘူးဗျအောက်ခြေကရဲတယ်တရားသူကြီးတွေကျွန်တော်မတရားထောင်ချနော်ဒါဘုရောမူကြီးမရောက်လဲမသိနိုင်ဘူးတနိုင်ငံလုံးဖြစ်နေတာသူ့မတာဝန်ကြီးအများကြီးအဲ့တော့ဒါတွေကမှားရင်းနေတာကြီးများလာခါကျတော့သူလျှော်ပေးလိုက်သူလှုပ်ပေးလိုက်တာဘယ်တော့ကောင်းလဲဗျာ ခင်ဗျားတို့ကျွန်တော်တို့ဆိုနှစ်တော့ကျွန်တော်မှတစ်နှစ်နေလိုက်ရတော့ကျွန်တော်စီပွားရေးအများကြီးထိခိုက်သွားတယ်ကျွန်တော်သားသမီးတွေစိတ်ရှင်ရလူမှုစီပွားရေးအများကြီးထိခိုက်အဲ့တော့ကျွန်တော်နောက်နှစ်နောက်နေသားနှစ်နှစ်ကြံသေးတယ်တကယ်လို့မလွတ်သွားဘူးနေတော့ဆော့ရနေပါလို့ထောင်ထဲမှာတစ်နှစ်ကျော်နေရအောင်ကဲကျွန်တော်ကျေးဇူးမတရားဘူးလားကိုစည်းခင်ဗျားတို့ကဟာလားအစိုးရနဲ့ ြည်သူကိုသွေးခွဲဖို့တမတော်နဲ့ပြည်သူသွေးခွဲဖို့ပြည်သူအချင်းချင်းသွေးခွဲဖို့ခင်ဗျားတို့နိုင်ငံသားမှနေတဲ့တွေ့ဒီလောက်ပဲခင်ဗျားတို့နားလဲခင်ဗျားတို့ကြောင့်ဒီသွေးတွေ꽌ပြီးတော့ဟုတ်လားစိတ်ဝင်တွေ꽌ပြီးကျွန်တော်တို့တိုင်းပြည်ကြီးမှာဟာမငြိမ်းမချမ်းဖြစ်နေတယ်ခင်ဗျားတို့နိုင်ငံသားကနေတဲ့နေရဲ့ခင်ဗျားတို့လူလူမျိုးတွေခင်ဗျားတို့လူဟုတ်လားမြန်မာပြည်ပေါ့လူမျိုးတွေကြောက်ရဲ့ပါတယ်ဗျနော်အဲကကျွန်တော်ခင်ဗျား တိုင်းပြည်ငြိမ်းချမ်းရေးအတွက်တိုင်းပြည်ကောင်းမှုကျွန်တော်ပြောနေတာခင်ဗျားကိုစိတ်ဆူလို့ပြောနေတာမဟုတ်ကုစီခင်ဗျားတယောက်တည်းလည်းမဟုတ်ခင်ဗျားလိုလူမျိုးတွေအများကြီးတိုင်းမဟုတ်နော်အဲ့ဒါကျွန်တော်ကျေးဇူးတင်ရမယ်ဗျာတော့ဒါကိုခင်ဗျားကကျေးဇူးမတင်ရဘူးကျေးဇူးမခင်ဗျားကြီးပဲမဟုတ်ဘူးအဲ့ဒီခင်ဗျားလိုမျိုးပြောတဲ့ကောင်အဲ့ဒီ YouTube မှာဟောတာ live မော်တွေမှာအများကြီးဟောတာကျေးဇူးမတင်